verify ဖြစ်တဲ့ Binance account ခုကိုဘယ်လိုမျိုးဖွင့်ရလဲဆိုတာကိုဒီဗီဒီယိုလေးမှာအစအဆုံးလောက်ပြပေးတော့မှာဖြစ်လို့ဒီဗီဒီယိုလေးကိုစုံအောင်ကြည့်ပြီးတော့ like လုပ်ကြည့်ပါမင်္ဂလာပါ Bami Studio Channel မှာကြိုးပါရယ်အခုဆိုရင် Binance account ဟာလည်း PayPal account လိုမျိုးပေါ့နော်တော်တော်များများမှာလိုအပ်လာပြီဖြစ်တာကြောင့်မလို့ account တစ်ခုကတော့ဖွင့်ထားတင်တယ်ဗျာအရင်ဆုံးကျွန်တော်တို့အနေနဲ့ Google Play ဒါမှမဟုတ် App Store ထဲကနေပြီးတော့မှ BINANCE Binance ဆိုပြီးတော့ရိုက်ရှာလိုက်ပါရိုက်ရှာလိုက်လို့ရှိရင်တချို့ဖုန်းတွေမှာဒီလို Binance Bin Bitcoin and Crypto လို့မပေါ်ဘဲနဲ့ Binance US တို့ပါလို့ပေါ်နေတာမျိုးရှိရယ်ပေါ့နော်အဲဒါတွေကတော်တော်များများ iPhone တွေမှာဖြစ်တတ်တယ်အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်အနေနဲ့ဒီ Apple account မှာ ကျွန်တော်တို့ login ဝင်ထားတဲ့ sign in ဝင်ထားတဲ့ Apple ID ရဲ့ region ကိုသွားပြီးပြောင်းရတယ်ပေါ့နော်မလောက်တတ်သေးဘူးဆိုလို့ရှိရင်လည်းအဲ့ဒါကို comment မှာရေးခဲ့ပြီးပါကျွန်တော်နောက် video တွေမှာလုပ်ပြပေးမယ်အခု video မှာတော့ကျွန်တော်က Binance account ကိုဘယ်လိုဖွင့်ရလဲဆိုတာပဲကျွန်တော်ပြသွားပေးမယ်ဒီ Binance buy Bitcoin and crypto ဆိုတဲ့ဟာလေးကိုတွေ့ပြီးဆိုလို့ရှိရင် down လိုက်ပါမယ်တော်မီပါပြီဆိုလို့ရှိရင်သူကနေပြီးတော့မှဒီနှစ်ခုပေါ်လာတယ်ကျွန်တော်တို့က အခုမှစတော့မယ်လို့လားဘယ်လိုမျိုးလဲပေါ့နော်ဒီအရလေးကတော့ကျွန်တော်တို့အနေနဲ့အစဉ်ပြေတဲ့ဟာလေးကိုရွေးချယ်ပြီးတော့နှိပ်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကဘာနဲ့ sign gap လုပ်မလဲအကောင်းဆုံးကတော့ကိုဖုန်းထဲမှာဝင်ထားတဲ့ Google account အချိန်မေး account နဲ့ sign gap လုပ်တာတော့အလွယ်ကူဆုံးပေါ့နော်အဲဒီတော့ကျွန်တော်ကတော့ Google နဲ့ sign gap လုပ်လိုက်ပါမယ်ပြန်ဒီလိုလေးပေါ်လာမယ် continue ကိုထပ်ပြီးတော့နှိပ်လိုက်မယ် ပြီးတော့ရင်ဒီ privacy ဒါလေးကိုအမှန်ချက်ပေးပြီးတော့ဒီ next ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ် ဒီနေရာမှာလေးကတော့အရေးကြီးတယ်နော်သူကဒီ welcome ဆိုတဲ့နေရာမှာကျွန်တော်တို့က do you have an inverter ပေါ့နော်ဒီနှစ်ခုမှာကျွန်တော်က yes ကိုရွေးပြပါနော်ကျွန်တော်ဒီမှာ code ကလေးတစ်ခုပေးမယ်အဲ့ code ကလေးကိုထည့်ပြီးတော့ဖွင့်နေသလိုရှိရင်မိတ်ဆွေတို့အနေနဲ့အမြဲတမ်း10% off ရမှာဖြစ်တယ်ပေါ့နော်မထည့်ဘူးဒီတိုင်းပဲဖွင့်လိုက်မယ် no ရွေးပြီးတော့ဖွင့်လိုက်မယ်ဆိုလို့ရှိရင်တော့ discount ရမှာမဟုတ်ပေါ့နော်အဲ့တော့ဒီ code ကလေးကိုအထူးကူးပြုပြီးတော့ရိုက်ပေးပါနော် ရိုက်ပေးရမယ့်ကုတ်လေးက110699986ပေါ့နော်ဒီကုတ်ကလေးကိုလည်းကျွန်တော် description မှာရေးထားပေးမယ်နော်အဲ့ဒီမှာတို့ယူပြီးတော့ထည့်လို့ရပါတယ် ကုတ်ကလေးထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီအောက်ကနေဆိုတာလေးကိုတစ်ချက်နေလိုက်မယ်။ဒါဆိုရင်တို့ကဒီ link ဆိုတာလေးပြပြီးတော့ဒီ scene ကိုရောက်လာပါလိမ့်မယ်။ဒီနေရာမှာကျွန်တော်တို့က fire bind ဖြစ်အောင်လို့ဘယ်လိုမျိုးလုပ်အောင်လဲပေါ့နော်။ driving license နဲ့လုပ်မှာလား။ဒါမှမဟုတ်လို့ရှိရင် ID card နဲ့လား။မပုံတင်နေတာပေါ့နော်။ဒီ passport နဲ့လား။တကယ်လို့မိတ်ဆွေကရင်မောင်းလိုက်စင်တဲ့ passport မရှိလို့မှတ်ပုံတင်နေ verify လုပ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ခုလုပ်ပြပေးမယ်အချက်အလက်လေးတိုင်းကိုတေချာလိုက်လုပ်ပေးပါ ကျွန်တော်ကတော့ passport နဲ့ပဲ verify လုပ်ပေးပါမယ် passport နဲ့ verify လုပ်တဲ့အခါမှာလည်းကိုယ့်ရဲ့ passport ကတက်တန်းကုန်နေတာမျိုးမဖြစ်ရပါဘူးအဲဒီတော့ကိုယ့်ရဲ့ passport မှာတက်တန်းကျန်နေသေးတယ်ဆိုလို့ရှိရင် passport နဲ့ပဲ verify လုပ်ဖို့အကြံပေးခြင်းပါလေ passport ဆိုတာလေးကိုရွေးပြီးတော့ကိုယ်နဲ့ညူကိုနှိပ်လိုက်မယ်ပြီးရင်ဒီနေရာမှာ take picture လား upload photo လားကျွန်တော်ကဖုန်းထဲမှာရှိတဲ့ passport ဓာတ်ပုံကိုတင်มาဖြစ်တဲ့အတွက် upload photo ကိုကျွန်တော်နှိပ်ပါမယ်ဒီနေရာမှာပြောချင်တာကကျွန်တော်တို့ကဒီ passport ဓာတ်ပုံကိုဓာတ်ပုံရိုက်တဲ့အခါမှာနည်းနည်းလေးကိုအလင်းရောင်ကောင်းကောင်းလေးရတဲ့နေရာမှာအထက်ကစာတွေကိုတည်တည်ချာလေးမြင်ရတဲ့နေရာမှာဓာတ်ပုံရင်ရိုက်စေချင်ပါလေပြီးလို့ရှင် upload photos ကိုနှိပ်လိုက်မယ်ပြီးတော့ရင်အောက်ကကိုနေညူကိုတစ်ချက်ထပ်နှိပ်လိုက်ပါမယ်ဒီနေရာမှာခုနကတုန်းကကျွန်တော်တို့ရိုက်ခဲ့တဲ့ passport ရဲ့ပုံကိုဒီနေရာမှာ upload လုပ်အောင်မှာဖြစ်ပါတယ်ပြီးတော့လို့ရှင်ကိုနေညူကိုနှိပ်လိုက်မယ် ဒါကတော့ကျွန်တော်တို့ရဲ့မျက်နှာကို तू आ check လုပ်มาဖြစ်ပါတယ်။ကိုနေညူကိုထပ်ပြီးနေလိုက်မယ်။ဒီနေရာမှာအရေးကြီးတာကကျွန်တော်တို့ကနည်းနည်းအလင်းရောင်ရတဲ့နေရာမှာရှိနေရမယ်။ပြီးလို့ရှိရင်ကျွန်တော်မျက်မှန်တတ်ထားတာမျိုးတွေမလုပ်ရဘူး။မျက်မှန်တတ်ထားရင်မျက်မှန်ချွတ်ရမယ်။ mask တတ်ထားလို့ရှိရင် mask ချွတ်ရမယ်။အုတ်ထုတ်ဆောင်လာလို့ရှိရင်အုတ်ထုတ်ကိုချွတ်ပေးရပါမယ်။ပြီးလို့ရှိရင်ကိုနေညူကိုနေလိုက်ပါမယ်။ ီနေရာလေးမှာကျွန်တော်ရဲ့မျက်နှာကိုသူက scan ဖတ်ပါလိမ့်မယ် scan complete ဆိုတာပေါ်ပြီးသွားရင်တော့ဒီအဆင့်လေးကိုပြီးသွားမယ်ဒီနေရာလေးမှာတော့ဒီနာမည်တွေမွေးနေ့တွေဟာကျွန်တော်တို့ဖြည့်ရတာမဟုတ်ဘူးပေါ့နော်ကျွန်တော်ရဲ့ passport ကရှင်းရှင်းလင်းလင်းလေးဖြစ်နေတယ်ဆိုလို့ရှိရင်သူကနေပြီးတော့မှဒါတွေအကုန်လုံးကိုတခါတည်း auto ဖြည့်ပြီးတာဖြစ်ပါတယ်ကျွန်တော်ဖြည့်ရမှာကဒီအောက်ကတစ်ချောင်းပဲပေါ့နော် address ဆိုတဲ့ဟာလေးပေါ့လိပ်စာဆိုတဲ့ဟာလေးကိုဖြည့်ပေးရမယ် လိပ်စာကိုကိုနေထိုင်ရာလိပ်စာမဟုတ်ဘဲနဲ့ကျွန်တော် passport ထဲမှာပါတဲ့လိပ်စာကိုကျွန်တော်ကတော့ဖြည့်စီခြင်းနဲ့ကျွန်တော်က passport ထဲမှာရှိနေတဲ့လိပ်စာတိုင်းကိုကျွန်တော်ဖြည့်ပေးလိုက်မယ်ပြီးလို့ရှိရင် continue ကိုနှိပ်လိုက်မယ်ဒါဆိုရင်တော့သူက anna review ဆိုတဲ့အဆင့်ကိုရှောက်သွားပြီเนาะအဲ့အချိန်မှာကျွန်တော်ကိုတူ home page ကိုနှိပ်ပြီးတော့သွားလို့လည်းရတယ်။သူကတော့ estimate တိုင်းကတော့1 hour ဆိုလို့ပြောတယ်ဗောနော်။ဒီအချိန်ကြာမယ် variable ဖြစ်မဖြစ်ဆိုတာလေးဗောနော်။ go to home page ဆိုတာနှိပ်လိုက်လို့ရှိရင်ဒီကျွန်တော်တို့ရဲ့ user name ရဲ့အောက်နာလေးမှာ safari ဘိုင်းဖြစ်ရမယ့်နေရာလေးမှာ pending ဆိုပြီးတော့သူပြပေးတယ်ပေါ့နော်တနားဝင်ကျင်ကြမယ်လို့ပြောပေးမယ်ကျွန်တော် binance day ကို15မိနစ်လောက်ဝင်ကျင်မှာကျွန်တော်ပြန်ဝင်ကြည့်တယ်အဲ့အချိန်မှာဒီလိုမျိုးပုံစံမျိုးလေးဖြစ်နေပြီဒီ profile လေးကိုတစ်ချက်နှိပ်တဲ့အခါမှာလဲ safari ဘိုင်းကဖြစ်သွားပြီကဲဒီတော့ အချင်းချင်းဝေးပြောရလို့ရှိရင်ကျွန်တော်တို့က passport ကိုရိုက်တဲ့ခါမှာဒီရှာရှင်းရှင်းလင်းလင်းလေးနဲ့ရိုက်ပြီးတော့ဖုန်တင်စေခြင်းပါလေပြီးရင် passport တက်တန်းကကြန့်ရှိနေရပါမယ်ဒါဆိုရင်ကျွန်တော်တို့က verify ဖြစ်တဲ့ binance account တစ်ခုကိုရသွားပါပြီ KYC ကိုအောင်မြင်စွာတင်ပြီးတော့ပါပြီ KYC တင်ထားခြင်းဒီလိုမျိုး verify ဖြစ်တာခြင်းရဲ့အကျိုးကျေးဇူးကဘာလဲဆိုတော့အရင်ငလျင်လုပ်နေတဲ့ချိန်တော့ဆိုလို့ရှိရင် binance ကနေပြီးတော့မှဒီလိုမျိုး KYC တင်ထားတဲ့လူတွေပေါ့နော်ဒီလို verify ဖြစ်ထားတဲ့လူတွေဆို ရှင်ဒေါ်လာဘယ်လောက်စီလူတန်းတာမျိုးရှိခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ ਨੇ Binance account တစ်ခုကိုဖွင့်မယ် KYC တင်သားခဲ့မယ်ဆိုလို့ရှင်နောက်တစ်ချိန်မှာကျွန်တော်တို့ payout method တစ်ခုလိုလာလဲ Binance နဲ့ချိတ်ပြီးတော့ကျွန်တော်တို့ရဲ့ပတ်စံတွေကိုထုံးမရတာမျိုး Binance နဲ့ပတ်သက်ပြီးတော့ငွေထုတ်စရာတစ်ခုရှိလာတာမျိုးတခြား platform တစ်ခုမှာသူ့ရဲ့ payout က Binance နဲ့မှာငွေထုတ်လို့ရတာမျိုးတွေရှိလာခဲ့တယ်ဆိုလို့ရှင်လွယ်တကူငွေထုတ်လို့ရမှာဖြစ်ပါတယ် ဒီဗီဒီယိုလေးကလည်းမိတ်ဆွေတို့ဆိုရဲအကျိုးတစုံနေရာရှိခဲ့တယ်ဆိုလို့ရှင် comment မှာ yes လို့မှန်ခဲ့ပြီပါတီချင်တဲ့အကြောင်းအရာလေးတွေကိုလည်း comment မှာရေးခဲ့ပြီပါအားလုံးကို good luck ပါ